ကျမတော်မူကြပါစခင်ဗျာ2025ခုနှစ်မေလ3ရက်နေ့ရမနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝေယံပါပြည်သူပေါင်းကိုတော်လှန်နေသစ်ပါလို့နှုတ်ခွန်းဆက်တာပါရခင်ဗျာဒီကနေ့မနေ့ရထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးတော့မှာပါဒီမနေ့ရထူးခြားတဲ့သတင်းတွေထဲမှာဆိုရင်အကြမ်းဖက်စစ်ရှုံးကောင်စီတပ်ရဲ့ခေါင်းဆောင်ပြည်သူ့ချင်ဘက်ဖက်စစ်တပ်ရဲ့ခေါင်းဆောင်ကြီးမအားလားဟာမကြသေးမီကမှဝယ်ယူထားတဲ့သူ့ရဲ့ကိုပိုင်လေရင် FSG နဲ့ မေလ6ရက်နေ့မှာရုရှားနိုင်ငံကိုရောက်ရှိမယ်လို့သိရပါတယ်။ရုရှားနိုင်ငံမှာပြုလုပ်မယ့်ရင်းပြင်းဒီအောင်ပွဲကိုတက်ရောက်တာလို့ဆိုပါတယ်ခင်ဗျာ။အဲ့တော့နောက်တစ်ပုတ်မှာလာရှိုးကိုစစ်ရှုံးကောင်စီကပြန်လည်အုပ်ချုပ်ပြီးတဲ့နောက်မှာတခိုးတွေတောင်းကျမ်းနေတယ်လို့သိရပါတယ်။ DNL ကသိမ့်ပိုက်ထားတဲ့မြို့တွေတဲက၅မြို့အထိအကြမ်းဖက်စစ်ရှုံးကောင်စီဘက်ကတရုတ်ရဲ့အားကိုးနဲ့ပြန်တောင်းတယ်လို့သိရပါတယ်။ DNL ဘက်ကလည်းလက်မခံပါဘူး။ဒါကြောင့်မလို့ စစ်ရှုံးကောင်စီနဲ့ TNL ဆွေးနွေးတဲ့ဆွေးနွေးပွဲကတော့မအောင်မြင်ဘူးလို့ယူဆမှာဖြစ်ပါတယ်။မူမြို့နယ်ကစစ်ရှုံးကောင်စီတက်ဆွဲထားတဲ့ကြီးပါတွေကို KNL ကတိုက်ခိုက် သိမ်းပိုက်လိုက်ပါပြီအလားတူပဲခိုးတိုင်းနောက်ချမ်းကနတ်တလင်းမြို့နယ်မှာရှိတဲ့ရဲစခန်းတစ်ခုကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကသိမ်းပိုက်ထားပါတယ်ခင်ဗျာဒီသတင်းတွေကိုဒီကနေ့မနက်မှာတော့စူးစီးပြီးတော့တင်ဆက်ပေးမှာပါအဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်က အကြမ်းဖက်ဆစ်ရှုံးမောင်စီခေါင်းဆောင်မင်းအောင်နိုင်ကရုရှားနိုင်ငံရင်းမြစ်နီအောင်ပွဲကိုတက်ရောက်มาဖြစ်ပြီးသူမကြသေးခင်ကမှာပြီးပြက်ဝဲယူထားတဲ့ Evers Lee နဲ့တွားရောက်มาဖြစ်တယ်လို့နေပြည်တော်စစ်ရေးသတင်းရင်းမြစ်တွေထံကနေကျွန်တော်တို့သိရပါတယ်မေလ9ရက်နေ့ရုရှားဖက်ဒရေးရှင်းနိုင်ငံမြို့တော်မော်စကိုရင်းမြစ်နီမှာကျင်းပပြုလုပ်မဲ့1941 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲနှစ်ဆက်ပြည့်အထိမ့်မှတ် ်စည်ပြခန္ဓာကိုတက်ရောက်မှာဖြစ်ကြောင်းသိရှိရပါတယ်။မေလ6ရက်နေ့မှာတက်ချုပ်ကရုရှားကိုသွားပါမယ်။ MAI Everest လေယာဉ်နဲ့ပဲသွားပါမယ်လို့နေပြည်တော်စစ်ဘက်သတင်းမြစ်ကသတင်းပေးပို့ပြောဆိုပါတယ်။ရုရှားနိုင်ငံမော်စကိုမြို့ရင်းပြင်ဒီမှာမေလ9ရက်မှာကျင်းပမယ်1941 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ260ပြည့်အထိမ့်မှတ်စည်ပြခန္ဓာမှာ အကြံပတ်စစ်ရှုံးကောင်စီရဲ့ဖက်စစ်စစ်တက်လေပါဝင်ပြီးတော့စစ်ရေးပြချီတက်မယ်လို့သိရပါတယ်အဲ့တော့စစ်ရေးပြကိုအကြောင်းပြပြီးတခါတည်းပြေးလာလားဘယ်လိုမျိုးအကြောင်းအရာတွေကြောင့်နောက်ွယ်မှာရှိသေးလဲဆိုတာကိုရုရှားသွားရတဲ့အကြောင်းအရာတွေနောက်ွယ်မှာရှိသေးလဲဆိုတာကိုကျွန်တော်တို့တည်တည်ချာချာစောင့်ကြည့်ရမှာပါဘာကြောင့်လဲဆိုရင်အရင်ရက်ကသတင်းထဲမှာပါတဲ့နျူကလ ియర్ နဲ့ပတ်သက်တဲ့ဆွေးနွေးပွဲမှာအဲဒီတမတ်ကြီးဦးကျော်မထွန်းက ဖက်ဆစ်စစ်ရှုံးကောင်စီလက်ထဲကိုနျူကလ িয়ার ဒက်ဆွမ်းအင်ဒီဒက်ဆွမ်းအားတွေဒီဆောက်လုပ်နေတဲ့ဟာတွေမရောက်ရှိသွားအောင်နိုင်ငံတကာတောင်းဆိုထားတာရှိပါတယ်အခုလည်းစစ်ရှုံးကောင်စီစစ်တပ်ကဒီအခမ်းအနားအပြင်တခြားနောက်ွယ်မှာဘယ်လိုမျိုးသဘောတူမဲ့အကြောင်းအရာတွေဒီနျူကလ িয়ার နဲ့ပတ်သက်တဲ့ကိစ္စတွေပါဝင်မလဲဆိုတာတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပါအဲ့တော့တခြားသူတွေတခြားပြည်သူပေါ်မှာစင်နာရှိတဲ့နိုင်ငံကြီးခေါင်းဆောင်တွေ ပြည်ပခီးစဉ်ဒီသွားရင်တော့သွားလန်းလာလို့လာလန်းဖြောက်ပါစီစုမုံကောင်းတောင်းကြရမှာပါဒါပေမဲ့အခုဖက်စစ်စစ်တပ်ရဲ့ခေါင်းဆောင်မင်းအောင်လှိုင်သွားတဲ့ခီးမှာတော့ပြန်လန်းလဲမရှိပါစေနဲ့လို့သာဆူတောင်းလိုက်ချင်ပါတယ်ဒါမှသာကျွန်တော်တို့စစ်အာဏာရှင်ခေါင်းဆောင်တွေမျိုးပြုတ်ပြီးတော့ဒီစနစ်ကအမြင့်ဖြစ်နေပါပါပြည်သူတွေလည်းဒီစုတိုင်းပဲတောင်းကျင်နေလိမ့်မယ်ဆိုတာယုံကြည်ပါတယ်အဲ့တော့နောက်ထပ်ထူးခြားတဲ့သတင်းတွေကိုကျွန်တော်တို့ဆက်ပြီးတော့သွားပါမယ် ူကြတဲ့သတင်းကတရုတ်ကိုအားကိုးပြီးတော့တနက်တစ်ချက်မှမဖောက်ဘဲပြန်လဲရယူထားတဲ့လာရှုမျိုးကိုအချမ်းဘတ်ဆက်ရှုံးကောင်စီကအုတ်ချုပ်နေတာ၁၀ရက်ကျော်ကာလရှိပါပြီဒီ၁၀ရက်ကျော်ကာလအတွင်းမှာလာရှုမျိုးထဲမှာလူရက်ခိုးဆိုးရိုက်နှက်နေတဲ့ဒီတခိုးတွေတောင်းကျမ်းနေတယ်ဆိုတဲ့သတင်းကိုတွေ့ရပါတယ် MND ကိုကန်တက်ဆုတ်ခွာပေးခဲ့ရတဲ့လာရှုမျိုးကိုဆက်ရှုံးကောင်စီက တေချာအုပ်ချုပ်နိုင်တာမရှိသေးတာကြောင့်မြို့ပေါ်ရပ်ကွက်တွေမှာခိုးမှုတွေဖြစ်ပွားနေတယ်လို့မြို့ကန်တွေကပြောပါတယ်။တရုတ်နိုင်ငံရဲ့ဂျောင်းဝင်မှုကြောင့် MND ကိုးကန်တက်တွေစုခွာပေးခဲ့ရတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်လာရှုမြို့ကိုစစ်ရှုံးကောင်စီတပ်အပေါင်းဝင်သူ့ရဲ့လက်အောက်ခံဌာနဆိုင်ရာကပြန်လည်ဝင်ရောက်လာတာဆယ်ရက်ကျော်ပြီဖြစ်ပါတယ်။ဒါပေမဲ့အုပ်ချုပ်ရေးရန်ရာကိုတေချာမတီးစောင့်နိုင်သေးတာကြောင့်စစ်ရှုံးကောင်စီပြန်လည်အုပ်ချုပ်နေတဲ့မြို့ပေါ်ရပ်ကွက်၁၂ခုမှာခိုးမှုတွေဖြစ်ပွားနေတယ်လို့မြို့ကန်တွေကပြောပါတယ်။ ရုပ်နိုင်ငံရဲ့ဂျာဝင်မှုကြောင့်လာရှုပြို့ပေါ်ရက်ကွက်တီကနေ MNDAA ကိုကန်တက်တီစုပ်ပေးလိုက်ရတယ်ဆိုပေမဲ့မြို့ရဲ့အပြင်ပတ်လည်မှာကိုကန်တက်နဲ့မဟာမိတ်အင်အားစုတွေဆက်လက်တက်ဆွဲထားတယ်လို့လည်းကျွန်တော်တို့သိရပါဗျာ။ဒါကြောင့်မြို့ရင်းကိုပြန်လည်ဝင်ရောက်ခွင့်ရခဲ့တဲ့စစ်ရှုံးကောက်စီတက်တီနဲ့လက်အောက်ခံတွေဟာသူတို့ရဲ့လုံခြုံရေးအတွက်စိုးရိမ်ထိတ်လန့်စိတ်တွေဖြစ်ပေါ်နေတယ်လို့မြို့ကန်တယောက်ကလည်းပြောပြပါဗျာ။လာရှုံးမြို့ကိုတော့ MND တက် ကိုကန်တက်ဥဆောင်တဲ့ဒေါ်လာရေးအင်အားစုတွေက2024ဩဂတ်လမှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါအဲ့တော့အခုတော့စစ်ရှုံးကောင်စီလက်အောက်မှာတလားတော့မပြေပါသေးဘူးဆယ်ရက်ကြာကြာကာလပဲရှိသေးတယ်ဒါပေမဲ့တခိုးတွေတောင်းကျမ်းနေတယ်လို့ကျွန်တော်တို့သတင်းတွေသိရတာပါအဲ့တော့ဒီသတင်းကပြန်သုံးသပ်ကြည့်မယ်ဆိုရင်ထူးတော်လေမထူးဆန်းပါဘူးတခိုးတွေအုပ်ချုပ်တဲ့မြို့မှာတခိုးတောင်းကျမ်းတာကတော့ဒါဖြစ်ရိုးဖြစ်စဉ် တခုလိုပဲကျွန်တော်တို့သုံးသပ်ရမယ်အနေထားပါအဲ့တော့ဆက်ရှုံးကောင်စီလက်အောက်ကိုကြားရောက်နေတဲ့လာရှူမျိုးကဒေသခံပြည်သူတွေအတွက်တော့ကျွန်တော်တို့ရင်မောစရာလာတာတွေကိုဆက်ပြီးတော့မြင်တွေ့နေရပါတယ်။ဘာကြောင့်ဆိုလို့ရှိရင်တခိုးတွေတောင်းရမ်းနေတယ်ဆိုတာကလည်းတခိုးတွေအုပ်ချုပ်နေတဲ့မြို့မှာဆိုတော့တခိုးတွေကဘယ်သူလဲဆိုတာကိုကျွန်တော်တို့အဲထွေထွေထူးထူးစဉ်းစားနေနေရမလို့တဲ့အတွက်ကြောင့်ပါအဲ့တော့နောက်ထပ်ထူးခြားတဲ့သတင်းတစ်ပုဒ်ကိုကျွန်တော်တို့ဆက်ပြီးတော့သွားပါမယ်။ဒီသတင်းကတော့ တင်းနယ်လေးသိမ့်ပိုက်ထားတဲ့မြို့တွေကနေနမ်ဆန်မန်တုံအထိစစ်ရှုံးကောင်စီကတက်ပြန်ဆုတ်ခိုင်းလို့ကျွန်တော်တို့ကုမင်းတွေ့ဆုံပွဲကတော့မအောင်မြင်ဘူးလို့သိရပါတယ်တင်းနယ်လေးတက်တွေနဲ့တော်လန်ရေးပူပေါင်းတက်တွေသိမ့်ပိုက်ထားတဲ့မြို့တွေတဲကမှ၅မြို့လောက်အထိတရုတ်ရဲ့ပထွေးအားကိုနဲ့စစ်ရှုံးကောင်စီကလက်ကားပြန်လိုချင်ပါတယ်အာနာသသိမ့်တဲ့ကာလတုန်းကမြို့တွေမသိမ့်မီကာလအခြေအနေအထိသူပြန်ရောက်ချင်ပါတယ်ဘာကြောင့်လဲဆိုရင်ဒီဇင်ဘာမှာသူတို့ရွေးကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့အတွက်အဲ့ဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲတိုးပြီးတော့ကဘာယူကိုအဲသူတို့ရွေးကောက်ပွဲလုပ်နိုင်တဲ့မြို့တွေကိုတိုးပြီးတော့ပြသခြင်းနဲ့အတွက်ဒီလိုမျိုးတရုတ်အာကိုပထွေးအာကိုနဲ့အလကားပြန်လို့ခြင်းတော့ပါဒါပေမဲ့တရနယ်လီကတော့ဒါကိုလက်မခံပါဘူးသိမ့်ပိတ်ထားတဲ့မြို့တွေကနေပြန်ပြီးတော့စုတ်ခွာပွေးပေးဖို့ဆန္ဒမရှိပါဘူးဒါကြောင့်မလို့အဲဆရှုံးကောင်စီနဲ့တရုတ်ကြားခံထားတဲ့ဆရှုံးကောင်စီနဲ့တရနယ်လီတွေ့ဆုံပွဲကတော့မအောင်မြင်ပါဘူးဆွေးနွေးပွဲကိုပြီးခဲ့တဲ့ဧပြီလ26ရက်နေ့ 28ရက်နဲ့29ရက်မှာပြုလုပ်ခဲ့ပြီးဆွေးနွေးပွဲမှာတော့စစ်ရှုံးကောင်စီတပ်ကလက်ရှိ DNL ထိန်းချုပ်ထားတဲ့နောင်ချိုကြောင်မဲတီဘောမိုးကုတ်မိုးမိတ်ကနေပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရနမ်စံမြို့နယ်နဲ့မန်တုံမြို့နယ်အတွင်းကိုပြန်လည်စုခွာပေးဖို့တောင်းဆိုခဲ့တယ်လို့ကျွန်တော်တို့သိရပါတယ်။စစ်ရှုံးကောင်စီရဲ့တောင်းဆိုမှုကို DNL ကလက်မခံနိုင်တာကြောင့်ဆွေးနွေးမှုမအောင်မြင်ပဲလာမယ့်ဩဂတ်လမှာနှစ်ဖက်တွေ့ဆုံမှုတွေပြန်ပြီးတော့ပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ဆွေးနွေးပွဲကို DNL ရဲ့ဒုတိယဗိုလ်ချုပ်ကြီး တားချုပ်ကြဥဆောင်တဲ့ကိုစလင်နဲ့အကြမ်းဖက်ဆစ်ရှုံးကောင်စီဖက်စစ်တပ်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဥဆောင်တဲ့ကိုစလင်တို့တက်ရောက်ခဲ့ကြပါတယ်တရုတ်နိုင်ငံအထူးကိုစလင်မစ္စတာ တိတ်ရွှီကျွန်းကကမကထပြုပြီးတော့ DNA လေးထိန်းချုပ်ဒေတာမှာလေချောင်းနဲ့ဘုံကျဲတာ လက်နက်ကြီးတွေပြစ်ခတ်တာဒရုန်းနဲ့တိုက်ခိုက်တာနဲ့ထိုးစစ်ဆင်တာတွေရပ်တန့်ဖို့တရုတ်မြန်မာနယ်သက်ကုန်သွယ်ရေးလမ်းကြောင်းတွေပြန်လည်ဖွင့်လှစ်နိုင်ဖို့နဲ့ဒေတာဒီဂျင်အေဂျင်စီဖို့ကိုကန်တက်ဖွဲ့ MNDA လိုပဲ တဆင့်တူးပြီးတော့အပြစ်ခတ်ရက်စဲရေးပြုလုပ်နိုင်ဖို့အတွက်နှစ်ဖက်တွေ့ဆုံခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့တွေ့ဆုံပွဲကတော့မအောင်မြင်ပါဘူး TNL တွေအတွက်ဂုဏ်ပြုပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့တော်လိုင်းကြီးတပ်ဖွဲ့အင်အားစုတွေမှာလည်းခိုင်မာတဲ့ရက်တည်မှုမျိုးရှိရပါမယ်တစ်ဖက်မှာဘယ်လိုမျိုးဖိအားတွေဘလောက်အင်အားကြီးတဲ့ဖိအားတွေရှိနေပါစေဒီလိုမျိုး TNL တက်လိုမျိုးခိုင်မာတဲ့ရက်တည်ချက် ဒီမျိုးတွေတိမ့်ထားတဲ့မျိုးတွေကတဖွားမှမခွာဘူးမဆုတ်ပေးနိုင်ဘူးဒီလိုမျိုးရက်တီချက်မျိုးတော့ရှိတင်ပါလေအဲဒီလိုမျိုးစီးမျိုးတော့ထားတင်ပါလေဖီအားရှိတိုင်းတိမ့်ထားတဲ့မျိုးတွေကိုသာပြန်ဆုတ်ပေးရမယ်ဆိုရင်ဒီတမျိုးတမျိုးကိုကျွန်တော်တို့လူငယ်တွေရဲ့အသက်တွေနဲ့တိမ့်ထားရတာမျိုးတွေတိမ့်ဖို့ဆိုတာလူငယ်တွေရဲ့အသက်တွေနဲ့ရင်းထားရတာမျိုးကိုဘာနဲ့ရင်းပြီးတိမ့်ရလဲဆိုရင်တန်ဖိုးရှိတဲ့လူငယ်တွေရဲ့အသက်ပေါင်းမြောက်များစွာနဲ့ ရင်းပြီးတော့တင်ထားတာပေါ့ဒါကြောင့်မလို့တရုတ်ရဲ့ဖိအားတွေဘလောက်ပဲရှိပါစေ TNL လို့ရက်တိမှုမျိုးစီးတစ်ခု ခိုင်မာတဲ့ခိုင်မာတဲ့ခိုင်မာချက်တစ်ခု ထားတင်ပါတယ်ဒါတော့ဒီစစ်ကောင်စီရဲ့ TNL ဆွေးနွေးပွဲကနေသိရတဲ့သတင်းချက်လက်တွေကိုပြည်သူကိုတင်ပြတာဖြစ်ပါတယ်နောက်ထပ်စီတိုက်ပွဲသတင်းတွေစခန်းသိတိုက်ပွဲသတင်းတွေကိုဆက်ပြီးတော့တင်ဆက်ပေးကြပါမယ်။အကြံပတ်စစ်ရှုံးကောင်စီကတော့ရုရှားကို မကြခင်ထွက်ခွာတော့မှာပါအဲ့တော့ပြန်မလာတော့ထွက်ခွာခြင်းမျိုးဖြစ်ရင်တော့အကောင်းဆုံးပါသူထွက်ခွာသွားမယ့်အချိန်မှာပဲတည်ကြပါလေနောက်ဆက်မတင်ပါနဲ့တော်လိုင်းတက်ဖွဲ့တွေကရှိသမျှစခန်းတွေကိုတစ်ခါတစ်ခုပြီးတစ်ခုပုံမှန်သိမ့်နေအောင်မှာပါအဲ့တော့ပဲခူးတိုင်းနောက်ချမ်းမှာရှိတဲ့နတ်တလင်းမြို့နယ်တွေကဓမငယ်ရဲစခန်းကို PDF တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီခင်ဗျာဘကိုးတိုင်းနတ်တလင်းမြို့နယ်မှာရှိတဲ့စစ်ရှုံးကောင်စီရဲ့ဓမငယ်ရဲကင်းစခန်းကို ူပေါင်းတပ်ဖွဲ့နဲ့အတူတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတနက်6လက်နဲ့ခဲယမ်းနေရရှိခဲ့တယ်လို့ဘကိုးတိုင်းစစ်ဌာနအမှတ်22ဗျူဟာတရားရီခရိုင်အမှတ်1တရင် P23801 ကတာဝန်ရှိသူတို့ကဒီပြုတ်ပါလေမေလာ2ရက်နေ့မနေ့တုန်းကမနက်3:50မိနစ်လောက်ကနတလေးမြို့နယ်အရှိတ်ဘက်ဓမ္မငယ်ရွာမှာရှိတဲ့စစ်ရှုံးကောင်စီတပ်သားရဲနဲ့ပြူစောထိတဲ့တပ်ဆွဲထားတဲ့ဓမ္မငယ်ရဲကင်းစခန်းကိုတော်လိုင်းရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီးတော့သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။တိုက်ခိုက်ချိန်ကတော့တနအီလောက်ကြာမြင့်ပြီးတိုက်ပွဲတွေမှာဆက်ရှုံးကောင်စီတပ်ဘက်ကနှစ်ဦးတေဆုံးကကြံအင်အားတွေကတော့စခန်းစွန့်ခွာပြီးအခါတိုင်းလိုပဲထွက်ပြေးသွားကြပါတယ်။ခါတိုင်းဆိုရင်15ရောက်လောက်ပဲရှိတယ်။အင်အားကတော့ပုံမှန်ရှိမနေပါဘူး။ကြံတဲ့သူတွေကစခန်းကိုစွန့်ခွာပြီးတော့ထွက်ပြေးသွားတယ်လို့ဒီဓမ္မငယ်ရဲကဲစခန်းကိုတိုက်ခိုက်မှုအခြေအနေတိုက်ပွဲဖြစ်စဉ်အခြေအနေကိုဒေါ်လာရေးတပ်ဖွဲ့ဝင်တို့ကရှင်းပြပါတယ်။ တိုက်ပွဲတွင်ကနေစစ်ရှုံးကောင်စီတပ်ဖွဲ့တွေထံကနေ G3 တပ်နဲ့တက်လက် MB3 တက်လက်ကာပိုင်း3လက်60မမစင်ပြောင်းတက်လက်ဘုံသီးနဲ့ကြီးတွေတင်းစီရရှိခဲ့ပြီးတော့တော်လှန်ရေးရဲဘော်တွေအထီးကိမ်းမရှိဘဲနဲ့အောင်းအောင်းမြင်းမြင်းပြန်လည်စုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာတိုက်ပွဲတွင်မှာစခန်းစွန့်ပြီးတော့ထွက်ပြေးသွားသူတွေတဲကဒဏ်ရာရသူနှစ်ဦးကတော့ပြူစောထီးတွေဖြစ်တယ်လို့သိရှိရပါပါတယ်ခင်ဗျာဒါကတော့ဘကိုးတိုင်းနောက်ချမ်းကစခန်းသိမ်းနိုင်ခဲ့တဲ့တိုက်ပွဲပါ တော်လိုင်းရေပေါ်တဥမှမထိဘူးဆိုတော့ဝမ်းသာတရားသိကောင်းပါလေလက်နက်တွေလည်းသိစီရရှိခဲ့ပါလေခင်ဗျာနောက်ထပ်စခန်းသိန်းတိုက်ပွဲအကြောင်းအရာတွေကိုဆက်ပြောကြပါမယ်ဒီတစ်ခေါက်မှာတော့မူးမြို့နယ်တွေကစခန်းသိန်းတိုက်ပွဲတွေပါမူးမြို့နယ်တွေကဆက်ရှုပ်ကောင်စီတက်ဆွဲထားတဲ့ကြေးရွာတွေကို KNL ပူးပေါင်းတပ်ကသိမ်းပိုက်လိုက်တယ်လို့သိရပါတယ်ဆက်ရှုပ်ကောင်စီဒူးယင်မှုလေတည်ဆုံးသွားပါတယ်ကေမျိုးသားစီယုံ KNU ကော်တူးလေအုတ်ချုံမှုနေမြေခလေထရီထူခိုင်မူးမြွတ်နယ်တွင်ကစရှုံးကောင်စီတက်အထိုင်ချပြီးတော့တက်ဆွဲထားတဲ့ကျေးရွာ၅ခုကိုကဲနယ်လေဦးဆောင်တဲ့ဒေါ်လာရေးပူပေါင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းနဲ့စရှုံးကောင်စီတက်ကဒုတိုင်ရမှုတဦးနဲ့အရာခံဘူတဦးအပါဝင်အများအပြားသိဆုံးခဲ့တယ်လို့ကဲနယူဘဟုသတင်းထုတ်ပြန်ရေးဌာနကနေထုတ်ပြန်ထားပါတယ်ခင်ဗျာစရှုံးကောင်စီတက်ခလာရ60နဲ့ခလာရ83တပ်ပေါင်းစု ခြေကုပ်ယူထားတဲ့နောင်ကုန်းရင်းနိုင်ကုန်းရံမျိုးအောင်ရွာကြီးအင်းကျွန်းကုန်းနုကလောတောင်စုကျေးရွာတွေကို2025ခုနှစ်ဧပြီလ28ရက်နေ့ကသိမ်းပိုက်နိုင်ခဲ့တာလို့သိရပါတယ်ခင်ဗျာစေချောင်းကုန်းစီတပ်ဖွဲ့တွေတက်ဆွဲထားတာကြောင့်အဲ့ဒီနေရာမှာရှိတဲ့ကျေးရွာတွေကကျေးရွာသားတွေကတော့ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြပြီဒုက္ခခက်ခဲတွေတွေ့ကြုံနေရတယ်လို့ဆိုပါတယ်ဒီတိုက်ပွဲအတွင်းမှာစေချောင်းကုန်းစီတပ်ဘက်ကလက်နက်ခဲယမ်းအမြောက်အများကိုသိမ်းဆီးရရှိခဲ့တယ်လို့လည်း ကေနူဘဟုကနေထုတ်ပြန်ထားပါတယ်ကျွန်တော်တောက်မှာတွေ့မြင်နေရတဲ့လက်နက်ခဲရဲတွေပါအဲ့တော့60မမပြောင်းနေပါသလို RPG ကြီးတွေဒီဂျမ်ဘာဆက်တွေတော်တော်များများတွေ့ရပါတယ်အဲ့ဒီကနေ့မနက်ခင်းရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကနောက်ဆုံးသတင်းတစ်ပုဒ်ကိုပြောဆိုတင်ဆက်ပေးကြပါတယ်ဒီသတင်းကတော့တိတ်ကိုအရေးကြီးတဲ့သတင်းပါအမေရိကန်ရဲ့ American US အနေနဲ့အမျိုးသားညီညွတ်ရေးဆိုရ NUG နဲ့ဒေါ်လာရေးတပ်ဖွဲ့တွေထံကို လေကြောင်းတိုက်ခိုက်မှု ကာကွယ်ရေးစနစ်တွေထောက်ပံ့ပေးဖို့လိုကြောင်း Pharma Research Institute ရဲ့ဥက္ကဋ္ဌနဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူကပြောကြားတောင်းဆိုလိုက်တဲ့ဆိုတဲ့သတင်းမှာအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ဘက်ကစီရင်ရှုံးနိမ့်မှုတွေများပြားလာတဲ့အချိန်မှာတိုက်ပွဲဖြစ်ပွားတာတွေမရှိတဲ့ပြည်သူတွေနေထိုင်ရာမြို့ရွာတွေနဲ့ဘာသာရေးအဆောက်အအုံတွေစာသင်ကျောင်းတွေကိုပိတ်မှတ်ထားပြီး လေကြောင်းကနေတိုက်ခိုက်မှုတွေပုံမဆိုးဝါးလာတဲ့အတွက်အမေရိကန်နေနဲ့လေကြောင်းတိုက်ခိုက်မှုကာကွယ်ရေးစနစ် anti aircraft system တွေကိုထောက်ပံ့ပေးနိုင်ရင်ကောင်းမှာဖြစ်ကြောင်း Burma Research Institute ရဲ့ဥက္ကဋ္ဌနဲ့အမှုဆောင်ရာရှိချုပ်ဖြစ်သူက ပြောကြားတောင်းဆိုလိုက်တာပါအမေရိကန်ပြည်ထောင်စု Washington DC မှာ April 28ရက်နေ့ကကျင်းပခဲ့တဲ့ Hybrid Congressional Brief Burma Humanitarian Crisis violation of regulation freedom and human right အဲ့ဒီပွဲမှာသူကအခုလိုမျိုးပြောဆိုတောင်းဆိုလိုက်တာပါမြန်မာညီညွတ်ရေးအစိုးရ NUG နဲ့တော်လှန်ရေးအဖွဲ့တွေထံကိုလေချောင်းတိုက်ခိုက်မှုကာကွယ်ရေးစနစ်တွေပေးတင်ကြောင်းအဲ့ဒီစနစ်တွေပေးဖို့အတွက် American ဆိုရနဲ့ Congress အနေနဲ့အရေးတူစဉ်းစားရစဉ်းစားထိုက်တင်ကြောင်းသူကအလေးနဲ့ပြောဆိုခဲ့တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အခုလိုမျိုး အကြမ်းဖက်စစ်ရှုံးကောင်စီမှာအာကိုအာထာပြုစရာဆိုလို့လေချောင်းတိုက်ခိုက်မှုတွေပဲရှိပါတော့တယ်မြေပြင်မှာကြိုက်တဲ့လက်နက်နဲ့ကြိုက်တယ်လို့တက်လာပါစေ၄နှစ်အလွန်၅နှစ်သား PDF တွေနဲ့တော်လန်ရေးအင်အားစုတွေကိုဘယ်လိုမှရှင်ပြီးတော့ယောက်ျားပီပီတတာမတိုက်ခတ်အောင်မြင်အောင်နိုင်အောင်မတိုက်နိုင်တော့ပါဘူးဒါကြောင့်သူတို့အာကိုအာထာပြုရာကစက်တက်လေထီးတွေလေချောင်းတိုက်ခိုက်မှုတွေ ောက်တစ်ခါအခုဆက်တက်လေးထီးမှာတော့နောက်ထပ်အဆင့်မြင့်တဲ့ပုံစံဒီဒါမျိုးတွေနဲ့တာပြည်သူလားစီရေးပြတ်မှတ်လားဆိုတာကိုခွဲခွဲခြားခြားမပြုတ်ပဲနဲ့မဲမဲမြရာကိုပြက်ခတ်နိုင်တဲ့စွမ်းအားတစ်ခုသာရှိပါလို့ဒီစွမ်းအားတစ်ခုသာမရှိတော့ရင်တည်ကြပါလေဒီအာနာရှင်စစ်ရှုံးကောင်စီတက်ကိုအမြန်ဆုံးအမြင့်ဖြတ်နိုင်ပါပါအဲ့တော့ဒီကနေ့မေလ3ရက်နေ့မှာတွေ့ရှိရတဲ့မနခင်သတင်းတွေကို စူးစီးပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှဖျားချမ်းသာချမ်းသာပြီးတော့ဆရာနာရှင်စနေဆိုးလက်အောက်က နေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းကျွန်တော်ဝေယံကနေစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းတွေနဲ့အတူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ်ကျွန်တော်ရဲ့ YouTube Channel ကိုနေ့စဉ်နဲ့များစောင့်မျှော်ကြည့်ရှုနားဆင်ပေးကြတဲ့ပြည်သူတဦးတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ် Channel လေးကိုလည်း Subscribe လုပ်ပြီးဘေးနားကခေါင်းလောင်းလေးကိုတီးခဲ့ပေးဖို့မြတ်တာရက်ခံပြရစေခင်ဗျာ